င်္ဂလာပါခင်ဗျာအင်တာနက်သမင်နာစီစဉ်ကနေကြိုးစားပါတယ်အရင်ဆုံးကတ်တုန်းမမောင်ဖောင်တန်ရဲ့ကတ်တုန်းတစ်ခုနဲ့စကြင်တယ်ဗျာဒါကတော့သူ့ရဲ့ Facebook မှာပဲတင်ထားတာပါကတ်တုန်းကတော့ဒီမှာမြင်နေတိုင်းပဲဗျာဒီမှာဆ iam မတယောက်ကိုကြောင်းသူကြောင်းသားတွေနှုတ်ဆက်နေတဲ့ပုံစံမျိုးပေါ့ဗျာမင်္ဂလာပါဆ iam မတဲ့ဒီဘက်ကကြောက်တဲ့မုံမှာရေးထားတာကအင်စာတဲ့ဒေါန်ဆန်းစုကြည်အနိုင်ရတဲ့လှုပ်တော့ကိုယ်တည်းလောင်းနေတဲ့တွေ့ဆုံတဲ့အချိန်တိုင်းမှာဒါစာလုံးကြဖို့အင်စာလုံးကြဖို့ပေါ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေတွေကိုနားလည်မှဖြစ်မယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေကိုဖတ်ကြဖို့ဒါ ပြင်မေးခွန်းတွေမေးလိုက်ဖြေတက်ဖို့တို့တော်တော်လည်းလည်းချဲ့ချဲ့ချာပြန်ပြီးတော့မေးတက်ဖို့တို့ဒါမျိုးတွေပေါ့အများနဲ့မှားကြမှားနေရတာပေါ့ဗျာအဲ့တော့ဆီယမားတယောက်လိုဖြစ်နေတဲ့ပုံစံမျိုးပေါ့အဲ့ကာတွန်းဝါလောဒါဝေဖန်သူတွေလည်းအများကြီးပေါ့ဗျာအဲ့တော့ကြိုက်တဲ့လူတွေလည်းကြိုက်ကြပါတယ်ဒီမှာပြန်ဒါနောက်တဲ့ဗီဒီယိုတစ်ခုပဲကမာရွတ်မီဒီယာရဲ့ Facebook မှာတင်ထားတဲ့ဗီဒီယိုပါဒါဒီသမလာ3ရက်နေ့ကဒေါန်ဆန်းစုကြည်ကိုရန်ကုန်တိုင်းကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တရငါးယောက်ကနေပြီးတော့ဒီလွှတ်တော်လေးလိုက်ခီးစဉ်ဖြစ်လေပတ်ချိန်မှာဒေါန်ဆန်းစုကြည်ကဒီပါတီဝင်လူငယ်တွေနဲ့တွေ့ဆုံတဲ့အချိန်မှာပြောခဲ့တဲ့စကားလေးတွေကိုဒါ video yai bi tin thao la ba chano ai video le ko che lao chi lai ja aw me tong khu ma ma phat au wi si da me la me tong wei yai ba Yeah, I don't need to do that. ာပြောဖို့ချိန်လို့ရှိရောအောင်းတော့မှလည်းထိုးပြီဒီမှာဘာလို့လာကြတာလဲလေလိုက်လေလိုက်အဲ့တော့ဗာရီမြတ်လေးလိုက်ခဲ့တယ်တကယ်တည်းထဲတိုင်းမလို့ပြောလေဗာရီမြတ်လေးလိုက်ခဲ့တယ်ဒါလည်းသူဗာလေးလိုက်ခဲ့တယ်တမီးရွှတ်တော်ထဲမှာအခုပေါ့နော်တီဗီမှာတွေ့ရတဲ့ဟာကိုဒီမှာဟိုလက်မြင်တွေ့ရတာပေါ့တမီးဟိုဒီလို ဟိုအေးချရတယ်လို့ပုံစံမျိုးဖြစ်တော့ရင်လည်းလုံငန်းစင်းနေသိရပါတယ်။ဟုတ်ကဲ့ကျွန်တော်ပြန်ဖြေတော့မဟုတ်ဘူးနောက်ခပ်ပုံကြိုးစားဒီလာရေးလာရေးစကလုံးနဲ့ပြင်ပြကြည့်တယ်တန်ကြီးလိုပါပဲလားဆိုတော့အဲ့ဒါလည်း TV ဆိုင်ကြည့်တာတော့တော်တော်ပေါ့ဘယ်လိုလဲအဲ့အလုပ်တွေ့ရတာဝင်တာလေဟုတ်ကဲ့လားခဏပဲစကားပြောနိုင်လို့ကြောင်းမှာပါတယ်ဒီကုံမှုလိုတိုက်ကြီးလိုသူတို့ကပါတဲ့သူတွေကမှာအဲဒီအောင်တိုင်းကုံမှုလည်းပါလား တိုင်းလုံးပါဘာဘာကွဲဆိုလားဩကောမွန်ခရီးလေးမရလားမှိုက်တော့အောင်မယ်နော်ဟုတ်ကဲ့ဆက်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 နေနေဖတ်လို့ရတယ်အမိုက်တော့ပို့ကြည့်တယ်ဖတ်တယ်အဲ့ဒီကတော့အားပေါ်ရဒီဗီဒီယိုထဲမှာတော့ဒါလွတ်တော်ကိုလာလေ့လာတဲ့ဒီလူငယ်တွေအနေနဲ့ဘာတွေလေ့လာမိလဲဆိုတဲ့ဟာကိုသူဟိုအဖြစ်ကိုဒါဘဝင်မကြတဲ့ပုံစံရှိပါတယ် အဲ့ဒီအတွက်လည်းသူဒါဆုံးမသွားတာပေါ့ဗျာအဲ့တော့ဒေါ်ဆန်းသူကြီးကကော်မူးမှာကော်မူးမြို့နယ်ထဲမှာဒါအမိုက်ကိုတိုင်းမိုက်ကောက်မယ်တဲ့မှာအဲ့ဒီသတင်းကိုတော့ The Ladies News Channel ကနေပြီးတော့သူ့ရဲ့ Facebook မှာတင်ထားပါတယ်ဗျဒေါ်ဆန်းသူကြီးကော်မူးမြို့နယ်ရဲ့အမိုက်ကောက်မြည်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်ဆန်းသူကြီးကိုတိုင်းနဲ့ရန်ကုန်တိုင်းဒေသကြီးကော်မူးမြို့တွင်အမိုက်ကောက်သွားမြည်ဖြစ်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှနေသိရတယ်ဒေါ်ဆန်းသူကြီးကဒီဇင်ဘာလ12ရက်နေ့23ရက်နေ့တွေမှာကော်မူးမြို့မှာအမိုက်ကောက်ခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်းဗဟိုအလုံးမှုဆောင်အဖွဲ့ဝင်ဦးဝင်းမြင့်ကပြောတယ်တဲ့အဲ့တော့ဒီသမလာဆန်းနေရနေမှာကော်မူးကိုမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်ဆန်းစုကြည်ကိုယ်တိုင်သွားမှာပါတဲ့အဓိကသွားပြတာကတဲ့တနိုင်ငံလုံးကအနိုင်ရကိုယ်စားလှယ်တွေကိုဒီသမလာဆန်းနေနဲ့ဆက်သုံးမှာအမိုက်ကောက်ကြဖို့လမ်းညွန်ထားတယ်လို့တဲ့သူကိုယ်တိုင်လည်းပါဝင်လှုပ်ရှားဖို့ကော်မူးကိုသွားမှာပါလို့အဲ့ဒီဦးဝင်းမြင့်ကပြောတယ်ပေါ့ဗျအဲ့ဒီလိုပဲဗျနေပြည်တော်ဒါဇဘူသီရိမြို့နယ်မှာဒါရွေးကောက်ပြီးတော့အနိုင်ရခဲ့တဲ့ဥဖြိုးစရာတော်ပေါ့အဆိုတော်စရာတော်ပေါ့ဗျ သူလဲသူကိုယ်တိုင်အမိုက်ကောက်တဲ့အပြင်ဒီမှာပေါက်တွေးပိုင်းနဲ့ရှင်းလင်းနေတဲ့ဓာတ်ပုံလေးတွေတွေ့ရပါတယ်ဗျ။အဲ့ဒါကိုကာကွန်နာဆိုတဲ့ဒီ Facebook account ကနေပြီးတော့ဓာတ်ပုံလေးပုံတင်ထားပါတယ်ဗျ။ဒီမှာသူများရောင်လို့ရောင်တာမဟုတ်ဘူးတဲ့။အမေစကားနားထောင်နေကြတဲ့နေပြီးတော့ညာနာတိတ်တိတ်ရက်ွက်မှာတဲ့။ဇဘူတီရိ2015ရွေးချယ်ကံပြည်သူ့လွတ်တော်ကိုယ်တိုင်ဇေယာတော်တို့ NLD အဖွဲ့နဲ့တဲ့၎င်းရက်ွက်အတွင်းမှာရှိတဲ့ကမ်းလက်များအဖွဲ့နဲ့ရက်ွက်သူရက်ွက်သားများပေါင်းပြီးတော့အမိုက်ကောက်တဲ့ campaign တစ်ခုအတူပေါ့နော် ရက်ကွက်တန်းရှင်းစနေကြပါပြီဗျာဆိုပြီးတော့ဓက်ပုံလေးတင်ထားပါတယ်ဗျဒီမှာသူကိုယ်တိုင်ပဲပေါတူးနဲ့ရှင်းလင်းနေတာတွေလူငယ်တွေနဲ့ပေါင်းပြီးလုပ်နေကြတာပေါ့ဗျာအဲ့တော့တနိုင်ငံလုံးကဒါရှင်းလင်းနေကြပြီပေါ့အမိုက်တွေကိုကျွန်တော်တို့နိုင်ငံမှာ 3D 3D drawing ပေါ့ဒီ 3D ဖြစ်အောင်ပုံဆွဲတာပေါ့စာရွက်ပုံမှာအဲ့တော့မြန်မာနိုင်ငံမှာရတဲ့ 3D drawing ရေးဆွဲဖန်တီးသူတဲ့ဇော်ဝင်းမောင်ရဲ့လက်ရာကောင်းများဆိုပြီးတော့ဒီထူးခြားသတင်းစုစည်းမှုဆိုတဲ့ Facebook ကနေပြီးတော့ဆယ်ပုံစုပြီးတော့တင်ပေးထားပါတယ်ဗျာ လက်ရလေးတွေတော်တော်ကောင်းပါတယ်ဒါမြန်မာရင်ကျင်းမှုမြန်မာတွေမြန်မာမြန်မာတွေတွေ့ရတဲ့ဒီပုံရိပ်လေးတွေကိုသူဆွဲထားတဲ့လေးဒီမှာမင်းကုန်းဆရာတော်ဖရာကြီးပေါ့ဒါလက်ရကောင်းလေးတွေပဲတတော်ဒါ 3D ဖြစ်အောင်တေချာဆွဲထားတာပါဗျအဲ့တော့ဒီဓာတ်ပုံလေးတွေကအားလုံးပေါင်း10ပုံရှိပါတယ် 3D drawing ပေါ့ပုံဆွဲတာကဒါနိုင်ငံခြားမှာလည်းဆွဲနေကြတာပဲအဲ့တော့အခုမြန်မာပြည်မှာလည်းဒီလိုစိတ်ဝင်စားတဲ့ artist တွေကနေပြီးတော့ဒါဆွဲနေကြတာပေါ့ဗျအဲ့တော့တော်တော်ကောင်းတဲ့လက်ရလေးတွေကိုတွေ့ရပါတယ်ဗျအဲ့ဒါလေးတွေကိုကြည့်ကျင်တော့ထူးခြားသတင်းစူးစီးမှုဆိုတော့ Facebook မှာတွားပြီးတော့ကြည့်လို့ရပါတယ်အဲ့တော့ like တဲ့လူတွေလည်း share တဲ့လူတွေတော်တော်များပါတယ်ဗျဒီပုံလေးတွေကဒါကတော့ 3D drawing ရေးဆွဲဖန်တီးသူဆရာစောဝင်းမောင်ရဲ့တက်ပုံပါဗျ Pablo Picasso ရဲ့ကဘာကျော်ပကြီကားပေါ့ Guernica ဆိုတဲ့ပကြီကားရှိပါတယ်အဲ့ဒီအဲ့ဒီပကြီကားကတော့ဒါ Spain ပြည်တွင်းစစ်ကိုဆွဲထားတာဗျ Spain ပြည်တွင်းစစ်မှာဒါဖြစ်ပြက်လူတွေတေးထရိတ်ဆန်တွေတေးကြအေးတေးချက်တေးချက်ခြေချတဲ့ပုံရိပ်တွေကိုဒါပီကာဆိုပီကာဆိုကနေပြီးတော့ဆွဲထားခဲ့တဲ့ပကြီကားပါအ အဲ့ဒီပကြီကားကတော်တော်လေးကြီးပါတယ်ဗျအဲ့ဒီပကြီကားကိုဒီ 3D animation လုပ်တဲ့လူတယောက်ကပကြီကားအတိုင်းမထားဘဲနဲ့သူကဒါ 3D video တစ်ခုဖြစ်အောင်ဖန်တီးထားတာပေါ့အဲ့တော့ဒီပကြီကားထဲမှာပါတဲ့အဲ့ဆွဲထားတဲ့အားလုံးကိုတစ်ခုချင်းစီပြန်ထုတ်ပြီးတော့ 3D ပုံစံဖြစ်အောင်လုပ်ထားတဲ့ video လေးရှိပါတယ်အဲ့ဒါကို art video ဆိုတဲ့ Facebook account မှာတင်ထားတာတွေ့ရပါတယ်ဗျ ကွာနီခါဟိုဒါရက်တာတစ်မျိုးနဲ့ခန်းစားရတာပေါ့ဗျာတော်တော်ကောင်းပါလေဗျာဟိုတလုံးကကျွန်တော်ပြောခဲ့တယ်ဗျာဒီကချင်ပြည်နယ်မတွေ့ရေခဲတောင်မဟုတ်ဘူးဒါသူလေးစားချစ်ခင်တဲ့နိုင်ငံငေါးဆောင်တွေရဲ့ပုံတွေကိုယူသွားပြီးတော့ဓာတ်ပုံရိုက်ခဲ့တဲ့တောင်တက်တဲ့လူပေါ့နော်အဲ့ဒီကိုကျော်တာဆိုတဲ့လူကသူ့ရဲ့ Facebook မှာတင်ထားပါတယ်ဗျရေဘေးအလူမှာပေါဝင်ခဲ့တဲ့မိတ်ဆွေများအားလုံးရဲ့စူပေါင်းလက်မှတ်ကိုတဲ့မတွေ့ရေခဲတောင်ထိတ်မှာမြုပ်နိုင်ခြင်းဖြင့်အမျှဝေမယ်လို့ပြောခဲ့တာကိုပြောတဲ့အတိုင်းလုတ်ခဲလာလို့ဒိဋ္ဌိတရ ိကျင်လို့မေးလာတဲ့မိတ်ဆွေတွေရှိလို့တဲ့အမြင့်ပေ15000ကျော်ကနေအပူဒဏ်ကိုအန်တုပြီးတော့တောင်ထက်ရောက်အဖွဲသားအားလုံးနဲ့ဗိုလ်ချုပ်အောင်ဆန်းအားတက်တည်တည်၍ကျွန်တော်တို့ကြောက်တုံးတွေနဲ့ဖိစုပုံပြီးတော့မိတ်ဆွေများအားလုံးစုပေါင်းပါဝင်ရေဘေးကုသိုလ်ကိုအမျှဝေတဲ့အနေနဲ့မရွယ်ရေခဲတောင်ထိတ်မှာတဲ့တေချာမြုပ်နှံနေပါကြောင်းခင်ဗျာဆိုပြီးတော့အင်မန်တော့တစ္ဆာစကားကြောင့်ခါကာဘူရာစီတောင်ကိုအောင်မြင်ရပါလို့ဤလို့ဆုတောင်းပါတယ်ခင်ဗျာဆိုပြီးတော့သူကဒီမှာ Facebook မှာဓာတ်ပုံလေးတင်ပါတယ်ဗျသူကဒါခါကာဘူရာစီတောင်ထိတ်ကိုဆက်တက်မဲ့အဖွဲထင်ပါတယ်ဗျအဲ့ဒီဓာတ်ပုံလေးတွေကိုကြည့်ကျင်တော့ ကြော်တာဆိုတဲ့ Facebook မှာတွားပြီးတော့ကြည့်လို့ရပါတယ်ဗျ။ကျွန်တော်တို့မြန်မာနိုင်ငံရဲ့လွတ်တော်1960ဝန်းကျင်ကဒီမြန်မာနိုင်ငံရဲ့လွတ်တော်ပေါ့အဲ့ဒီလွတ်တော်ဗီဒီယိုလေးတွေတက်လာတွေ့ရတယ်ဗျအဲ့ဒါကတော့မြန်မာ archive ဆိုတဲ့ Facebook မှာဗီဒီယိုလေးတင်ထားပါတယ်1960ဝန်းကျင်ကမြန်မာပြည်လွတ်တော်ရဲ့ပုံရိပ်တွေကိုဗီဒီယိုကြည့်ပြီးတော့ကျွန်တော်တို့ internet ဆက်မျက်နှာအစီအစဉ်ကိုအဆုံးသတ်ခွင့်ပေးပါဗျအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲဝင်သွား Democracy Burma's cup of tea as the professor put it is modeled after the British parliamentary system There are two legislative houses, of which the Chamber of Deputies, with 250 members, is the most important. All but 54 members of the House are members of the anti fascist People's Freedom League, dominated by the patriot and philosopher UNU. For all but one of Burma's nine years of independence, UNU has been its prime minister. For the past eight months, UNU has been out of the prime ministership and the cabinet so that he could devote his time to ridding his political party of corruption, which has at times frustrated its democratic purposes. The prime minister, in his absence, is Uba Sway, who presides over a cabinet whose average age is 40 and made up of men who, 15 years ago, were schoolteachers and resistance leaders in the British Empire, which ruled Burma almost as a subsidiary of India. Burma also has a president, Uba U who is really an elected sovereign, whose duties, like those of the former British Governor General, are mostly ceremonial and diplomatic. But in the spirit of neutrality, the President has three automobiles. A ZIS presented by Bulganin and Khrushchev,